ဣမိနာပုံညာနှုံးပါဝေနသဗေတိယောဝိဝိဇံတုသောကောရောကောဝိနတတုမာတိဘဝံတွန္တရာယသုခိတိကာယုကောဘဝဣမိနာပုံညာနှုံးပါဝေနတဒါဖွေဖြူလူတန်းပါယမြတ်ဒါနာဤတကောဒေဇောအာနုံဘောကြောင့်သဗေကျွင်မင်းအုပ်သောအလုံးစုံလေးဖြစ်ကုန်သော ဣတိယောဘေဟုဘအန္တရယံဆွေမန္တမြတောတိဝိဝိဇံတုအဝေမဘံရှောင်ရှားပေရှားနိုင်ကြပါစေကုန်တတိသောကောဆိုရင်ပွင့်မန္တမြတောကတိ၎င်းရောဂောနာကျင်စရာယောဂမန္တမြတိ၎င်းဝိနတတတုနေရှိထိရောက်နေရေပါကေသောကင်းစင်လွင်ပြောက်ပါစေတတိအန္တရာယောအန္တရေမန္တမြတိလည်းမဘာဝတုဘာတကူမှမဖြစ်ပါစေတတိ ဒုမကံမွေးနေရှင်နဲ့တကွအလှရှင်တကတကမအပေါင်းသူတော်ကောင်းတော်အားဒုခီကိုစေဧကဘေးရန်ကွာ၍ဝန္တာတကွရှမ်းသာခြင်းရှိကြကုန်သည်ဒီဃာယုကတတန်ရှိစွာနေရခြင်းသည်ဟုတ်တုဘဝတုစင်စစ်မသေးဖြစ်ပါစေတည်း ီကနေ့မွေးနေ့ဆိုတော့ဦးဇင်းရေနှောင်းကတတိပိနေကြလို့ပေါ့မွေးနေ့ဆိုတာမိမိရဲ့မွေးလမွေးရက်ကို ပြန်ရောက်တဲ့နေ့27နှစ်ပြည့်တယ်ဆိုတော့27ကြိမ်မြောက်မိမိမွေးရက်ရက်ကိုပြန်ရောက်တဲ့နေ့မိမိလူဘဝကိုရောက်တဲ့နေ့မမေရရလူသားအဖြစ်စတင်တဲ့နေ့ မိဓမ္မလို့ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့ဇေလမငွေခင်ဇေလကလလာရည်ကြီးတေပဋိသင်တေစိတ်ဖြစ်တဲ့ရှင်ကစပြီးတော့လူဘဝကိုရောက်တယ်လို့ဒီလိုပြောပါဒါပေမဲ့လူသားတွေကတော့လောကလူသားတွေကတော့မွေးတဲ့နေကစားပြီးတော့လူရဲ့အသက်ကိုရစ်တွက်တာပေါ့ဦးဇင်းတို့ရဲ့ဝိနည်းမှာကတော့ပဋိသင်နဲ့နေတဲ့ရှင်ကစားပြီးတော့ရစ်တွက်တယ်ဒါကြောင့်အသက်၁၉နှစ်နဲ့၂လကျိုးရင် ိုပုဂ္ဂိုလ်ကယဟန်ခံလို့ရတဲ့အသက်20ပြည့်တယ်လို့ဒီလိုပဲသတ်မှတ်ကြတယ်ပေါ့ဒီကနေ့မှလည်းမောင်ကောင်းလင်းသက်နာ20နှစ်ပြည့်မွေးနေ့ကိုရောက်တယ်20နှစ်ပြည့်တယ်ဆိုတော့အထူးတတိယမှာကတော့တို့တွေဟာလူသားတွေဖြစ်တယ်လူသားဘဝကိုရောက်နေကြတယ်လူသားဘဝကိုဘာကြောင့်ရောက်နေတာလဲ အကြောင်းတရားလေးတွေကိုကြည်ကြည်ရအောင်လူဘဝဆိုတာကောင်းတဲ့ဘဝဖြစ်ပါသည်ကောင်းတဲ့ဘဝကကောင်းတဲ့အကြောင်းတွေအကြောင်းသာရောက်နေတာဖြစ်တယ်နံပါတ်၁ကောင်းတဲ့အကြောင်းဟာဘာလဲကုသိုလ်ကံအကြောင်းအတိတ်ကသာလျှင်အကြီးရွေးမြောက်ကုသိုလ်ကံတွေမလုပ်ခဲ့ဘူးဆိုရင်ကောင်းတဲ့လူဘဝကိုဦးဇင်းတို့တွေရနိုင်ပါမလားမရနိုင်ဘူးဒါကြောင့်ဦးဇာပထမမောင်ကောင်းလင်းသက်သာမှတ်ထားဖို့က တို့လူဘဝကို ရောက်နေတာဒီကုသိုလ်ကံကြောင့်ဖြစ်သည်မွေးနေ့ရောက်တိုင်းလူဘဝမှာရှင်သင်ခွင့်ရနေတွန်းရနေတွန်းတိုင်းမှာကုသိုလ်ကံကိုမမေ့ပါနဲ့လို့ပထမတစ်ချက်မှာကျင်တယ်ပြီးတော့ဒုတိယတစ်ချက်အနေနဲ့လူဘဝကိုရောက်တာဒီနောက်အကြောင်းတစ်ခုပြောပါ ဆိုရင်မိဘတွေကြောင့်ဖြစ်ပါသည်မိဘအမေကမွေးအဖေကကြွေးဒါကြောင့်ဒီလိုအသက် ရှင်ခွင့်နေရနေတာဒီလိုကြီးပြင်းခွင့်နေရနေတာဦးဇင်းတို့ခန္ဓာကိုယ်တစ်ခုလုံးကိုဆန်စစ်ကြည့်မိဆိုရင်မိဘရဲ့ဂျေဇူးနဲ့ကင်းကွာတဲ့နေရာအစိပ်ပန့်ရေလို့ဘာတစ်ခုမှ မရှိပါဘူးခေါင်းကလေးပဲမိဘရဲ့အသွေးအသားနဲ့တိဆောက်ထားတာလက်ကလည်းဒီအတိုင်းပဲချီတောက်လေဒီအတိုင်းပဲနှလုံးသားတွေဦးနှောက်တဲ့အားလုံးဒီအတိုင်းပါပဲတခြားသောအစိပ်အပိုက်တွေတခြားသောလိုအပ်တာတွေကို ဈေးကနေပြီးတော့ဝေလို့ရကောင်းရနိုင်တာပေါ့ဒါပေမဲ့မိဘပေးလိုက်တဲ့ဒီခန္ဓာကိုကြီးမျိုးတခြားတနေရာကဝေလို့ရပါမလားမရပါဘူးမိဘကိုစိတ်ဆိုးလို့ရအမေရအမဖေအဖေတို့မေတို့ပေးထားတာကိုပြန်ယူဆိုရင်အသက်ရှင်ခွင့်တော့ရမှာမဟုတ်ဘူးမိဘရဲ့ကျေးဇူးဟာဒီလောက်တည်းကြီးမားတယ်တဲ့ဒါကြောင့်မွေးနေ့ကိုရောက်တိုင်းမှာအထူးသတိရရမှာကကုသိုလ်ကံရဲ့ ်မိဘနှစ်ပါးရဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုတတိယရမယ်မိဘနှစ်ပါးရဲ့ကျေးဇူးကိုနိုင်တဲ့လောက်ကိုတက်ဆွမ်းတဲ့လောက်ဆက်ရမယ်ကျေးဇူးပြုရမယ်ကျေးဇူးတွေမမေ့ရဘူးမိဘစကားကိုနှတ်ထောင်တာဒီမိဘကျေးဇူးကိုဆက်နေတာနဲ့တူတယ်ငယ်ငယ်တုန်းကတော့မိဘစကားကိုနှတ်ထောင်ဖို့ကြည်လာတော့မိဘစကားကိုလည်းနှတ်ထောင်မိဘကိုလည်းကိုနိုင်တဲ့လောက်ပြုစုပေးအဲ့ဒါဒီပလင်းရင်ဦးဇင်းတို့ လူသားဘဝဖြစ်ရခြင်းအကြောင်းတရားတွေကိုလုံနေတာဖြစ်တယ်။အဲဒီကနေ့မှလည်းသားရဲ့မွေးနဲ့မွေးနဲ့မှာကုသိုလ်ကံကိုမမေ့သောအားဖြင့်ငံတော်63ပါးအားစွမ်းကပ်လှူဒန်းတယ်။ဆလဆလဆဖြစ်တဲ့ဝိသုဒ္ဓိသင်္ကာရတင်ကြောင်းတို့အတွက်လည်းပဲနဝကံမှလှူဒန်းတယ်။ပြီးတော့စွမ်းပဒေသာပဲအတွက်လည်းပဲလှူဒန်းတယ်။ဒါဒီပင်လည်း မိမိလူသားဖြစ်ရာရေးအကြောင်းကုသိုလ်ကံကို လုပ်နေတာဖြစ်ပါသည်ဒီလိုဒီနေ့မွေးနေ့ရှင်ကိုဦးစင်ကတရားစကားဓမ္မလက်ဆောင် အနည်းငယ်ခန့်ပြောပြခြင်းလေဒီကံသာကရောတောရတ္တိဒီကံတတ္တသယောဇနာ ဒီကိုဘာလာနသံသာရောသတ္တမအဝိဇ္ဇာနတံတဲ့ဇာကရတော်နှုတ်ချနေတဲ့ပုဂ္ဂိုလ်အတွက်ရတ္တိညေဆိုရာဒီကအမတမရှေလျာလွန်းလပါတယ်သန္တတခยีပင်မတဲ့ပုဂ္ဂိုလ်အတွက်ယောဇနတယုဇနာများသောခยีကတော်ဒီကအမတမရှေလျာလှပါသည် သတ္တမံသူတို့ကောင်တွေရဲ့တရားကိုအဝိဇ္ဇာနာဓမ္မတိနာမလဲကုန်သောဘာလနလူမိုက်တို့အတွဲမုံကသံသာရောသံတယခยีစောရာဒီကိုအဆုံးမတင်လောက်အောင်ပင်ရှေလရလွန်းလှပါသည်တဲ့အရှိဆုံးတရား၃ပါးဒီမှာနံပါတ်1အိတ်မပြိုဘူးတရက်တရက်ဥစဉ်တို့တွေဟာအိတ်ပြိုတဲ့နေဆိုရင် မေခနေလိတ်တာနဲ့သိကြလေးလုံးတော့မထင်ရဘူးထားရမယ့်အရှင်ကိုရောက်သွားပြီအရေးတော်မဝလိုက်ဘူးလေးနိုင်ခွေသွားပြီ၁၇နိုင်ထောလာကအိမ်သွားထားရမယ့်အရှင်ကိုရောက်ပြီပထမရမယ့်ပုံကိုယ်တွေကိုနှိုးရမယ့်အရှင်ကိုရောက်ပြီဆိုပြီးတော့တန်းထားရတာပေါ့မိမှုဆောင်ကပုံကိုယ်တွေဆိုရင်လေးပြီးလေးနိုင်ဆိုရင်ထားရတော့ခဏလေးလိုထင်လိုက်မှာပေါ့ အဲ့အဲ့ပြောတဲ့အခါမှာခဏလေးဆိုပေမဲ့လည်းပဲအဲ့မပြောဘူးဆိုရင်တခါတခါကျမ်းမာရေးကြောင်းတို့လည်းကောင်းစိတ်ရှုပ်ထွေးလို့တို့လည်းကောင်းအကြောင်းအမျိုးမျိုးကြောင်းပေါ့အဲ့လိုမရမျက်စိတွေကြောင်းအဲ့လိုအရှင်နေမျိုးဆိုရင်ထိုပုဂ္ဂိုလ်အတွက်ထိုညစ်ဟာဒီကားတဲ့ရှေလျာလွန်းလာတယ်တဏှာကြီးကုန်ဖို့အရေးတကားစောင့်လေလဲရတယ် မိုးလင်းဖို့အရေးကြာလိုက်တာကြာလိုက်တာဒီလိုများမိုးလုံးမိုးလင်းပါမလဲပုံမှန်နေ့တွေဆိုလို့ရှိရင်မိုးလင်းမဲ့ရှင်ကိုစောင့်စီရမလိုဘူးဒီနေ့မှမှစောင့်ရဘာဖြစ်လို့လဲဇာကရတော့သူ့မှာနူးနေလို့အဲ့မပြောလို့တဲ့အဲ့မပြောသူအတွက်ညင်းဟာ တာရှည်လွမ်းပါသည်အဲဒုတိယတစ်ချက်ကတော့သံတတ်တာခကြီးပန်းတဲ့ပုံကိုအပြယောဇနာတယုဇနာ ရှစ်မိုင်ခရီးပေါ့ရှစ်မိုင်ဆိုတာလဲလွယ်တာမှမဟုတ်တာအဲ့ဒီရှစ်မိုင်ဆိုတဲ့ခရီးဟာကြက်မာရေးလဲမကောင်းဘူးပင်လဲပင်ပန်းတယ်မိုးလဲမိုးပွန်းနေတယ်အသက်ကလည်းကြီးပြီဆိုတဲ့ပုံကောအတွက်တော်သလားရှည်သလားရှည်တယ်တဲ့ရောက်ဖို့တော်တော်ခက်ခဲမှာပေါ့တရရနဲ့တော့ရောက်ချင်မှရောက်မှာဘာဖြစ်လို့လဲတန်တက်တာသူဟာပင်ပန်းညုံညာနေလို့တဲ့ဒါဥပမာလေးပေါ့တော်နေဒူစွာပဲ ဧဝံတထပမာထတုဤအတူပင်သဒ္ဓမံသူတို့ကောင်းတရားတွေကိုအဝိဇ္ဇာနာတ္တမတိနာမလေးဂုံသောဘာလနံလူမိုက်တော်ရဲ့သံသာရောတန်တရာခီတီကဘာဒီကိုအမတန်မှရှည်တယ်သူတို့ကောင်းတရားကိုမနာဘူးမနာတော့မသိဘူးတဲ့အေးထိုမသိတဲ့ပုဂ္ဂိုလ်အတွေ့ကတော့တန်တရာရောတန်တရာဆိုတာ ဘယ်မှာစွန့်မလဲလို့ခံမှန်းလို့တော့မရဘူးတဲ့ပုထုဇဉ်တွေကိုပြောတာမြတ်ဗုဒ္ဓကတန်တရားဆိုတာဘဝတစ်ခုဖြစ်တယ်ဇာတိပို့ပြီးတော့អော်လာတယ်ရင်းလာတယ်ပြီးတော့နာလာတယ်ပြီးတော့သေသွားတယ်ဒါဘဝတစ်ခုပဲဖြစ်អော်နာသေးကြံတဲ့လူမှုရေးတွေသောကတွေနိုင်ငံရေးတွေစီးပွားရေးတွေဒါပါတယ်ညာတယ်ခဏထားလိုက်လူဘဝကို ်အပြင်ကနေသုံးသက်ကြည့်ရင်လူတရမွေးလာတယ်ပြီးတော့ရင်လာတယ်ပြီးတော့နာသွားတယ်ပြီးတော့သေသွားတယ်ဒါပဲအဲ့ဒါဒီတဘွားလားဆိုတော့မဟုတ်ဘူးနောက်ဘွားလေးဒီတိုင်းနောက်ဘွားလေးဒီတိုင်းဘွားများစွာဖန်ခါဖန်ခါအော်လိုက်နာလိုက်သေလိုက်ဖြစ်လိုက်အော်လိုက်နာလိုက်သေလိုက်ဖြစ်လိုက်ဆိုတဲ့အနေထားတစ်ခုကိုဘာလို့ခေါ်လဲဆိုတော့တန်တရာလို့ခေါ်တယ်ဟိုဘွားမှာဖြစ်လိုက်ဟိုဘွားမှာပဲနာသေလိုက်ဒီဘွားမှာဖြစ်လိုက်ဒီဘွားမှာပဲနာသေလိုက်အဲ့လိုအဲ့လိုနဲ့ နောက်ထပ်ဘေဘဝဘလောက်လောက်ဖြစ်ရဥမာလဲလို့မေးကြည့်လိုက်တော့သူတို့ကောင်တရားဆိုတာဘာမှမသိတဲ့ပုံကအတွက်ဒီကောအမတန်ရှည်လျားလွန်းလာပါသေးတယ်ဘဝကိုရည်တွက်လို့တော့မရသေးဘူးဘသူတွေကို ပြောတာလဲပုထုဇဉ်တွေကိုပြောတာပေါ့ဘုံဘုံတို့ပုထုဇဉ်တွေကိုပြောတာဘဝကိုရည်တွက်လို့ရတာဒီသောတာပန်ကရည်တွက်လို့ရပြီသောတာမြင်ဖြစ်တော့ပြီဆိုရင်နောက်ထပ်ခဏဘဝပြီးကြံတော့တယ်ခဏဘဝ လက်လေပြီးတော့သူ့ရဲ့သံတရားဟာခဏဘဝပဲရှည်တော့မှာဘေကိုရောက်မှာလဲနိဗ္ဗာန်ကိုရောက်မှာအနာဂတ်ဆိုရင်တကိန်းနာတဘဝပဲသောတော်ဝါဒဘုံမှာတစ်ခါဖြစ်မယ်ပြီးတော့နိဗ္ဗာန်ကိုရောက်ယဟန္တာဆိုရင်ဒီဘဝကတေတာနဲ့ပြိဋိနိဗ္ဗာန်ပြုပြီးတော့နိဗ္ဗာန်တော့ဆံဝင်မှာဖြစ်တယ်တာဒါပေမဲ့သစ္စာလေးပါးကိုနားမလည်တဲ့မသိတဲ့ ပုထုဇဉ်ပုံကိုယ်တွေမှာကတော့တန်တာရောတန်တရားဆိုတာဒီကိုရှင်နေမှာပဲဖြစ်ပါတယ်တဲ့ဒါကြောင့်ဥစဉ်တို့တွေဟာလူဘဝကိုရောက်ခိုက်လူဘဝကိုရတာမှတော့မဗုဒ္ဓရဲ့တစ္ဆာတွေကိုနာကြောက်ခွင့်ရာတုံးလေးမှာတန်တရားတွန်အောင်ကြိုးစားကြိုးစားရမှာလားရှင်အောင်ကြိုးစားရမှာလားတွန်အောင်ကြိုးစားရမယ်ဒီတော့ဒီနေရာမှာသက်တမ်းမှာ အဝိဇ္ဇာနာတံသူတကောင်းတရားဆိုတာဗာလဲသစ္စာလေးပါးကိုပြောတာသစ္စာလေးပါးနံပါတ်1သစ္စာဆိုတာဒုက္ခသစ္စာပြီးတော့သမုဒယသစ္စာဒုက္ခဆိုတာကဘဝမှန်သမျှသည့်ဒုက္ခခန္ဓာမှန်သမျှသည့်ဒုက္ခဥဇဏကုတွေ့ကြုံဆုံနေရတာတဲ့အာလုံးဟာဒုက္ခပဲငါရဲ့ခန္ဓာလေးဒုက္ခသူ့ရဲ့ခန္ဓာလေးဒုက္ခသူပိုင်တာလေးဒုက္ခသစ္စာငါပိုင်တာလေးဒုက္ခသစ္စာလူဘဝဆိုတာလေဒုက္ခသစ္စာငရဲ့တိရစ္ဆာန်ပိတ်တာအတုရကေ အပေါ်မှာကြည့်ရင်내ဘဝဗျာမဘဝအကုန်လုံးဟာဒုက္ခတွေကြီးပဲတဲ့ချမ်းသာတွေထိပေါက်တွေကာနဲ့တိုက်နဲ့နေနေရတယ်ဆိုရင်လည်းဒုက္ခလို့မခေါ်ဘူး။နတ်ပြည်မှာနတ်သမီးတစ်ဖက်900နဲ့နေရတယ်ဆိုရင်လည်းအဲ့ဒါဟာဒုက္ခသစ္စာလို့မခေါ်ဘူး။ဘာသစ္စာပဲလဲဒုက္ခသစ္စာပဲ။ဘာဖြစ်လို့လဲဘဝမှန်သမျှသည်အိုနာသေနဲ့အဆုံးတရားလို့ပါတဲ့။ညဗုဒ္ဓကဘေထိမှာပဲထိလေဒုက္ခထိမှာပဲထိတယ်။ ။ဓမ္မဗုဒ္ဓကဒုက္ခလို့ပြောထားတယ်။ဒါပေမဲ့ဥစဉ်တို့တွေကသုခလို့တခါတခါမထင်ကြဘူးလား။ထင်ကြတယ်။နင်းနေလေအယပီဆိုရင်ဒါရှန်တာလိတ္တဟေ။အစကောင်းကောင်းနဲ့ဆက်ရပြီဆိုရင်အာရှန်တာလိတ္တဟေသုခသုခလို့ပြောကြ။ဓမ္မဗုဒ္ဓကဒါဘာမစောအလုံးဟာဒုက္ခလို့ပဲ။ဒီလိုပဲဒုက္ခထိမှထစ်ပလိုက်တယ်။ဒုက္ခသစ္စာရေလို့မရှိပါဘူးတဲ့။ဘာဖြစ်လို့လဲနောက်ဆုံးမှာအော်နာသေးမှာမော်လို့ အဲ့ဒီဒုက္ခဆိုတာလေသူ့လိုလိုဖြစ်တာလားဆိုတော့မဟုတ်ဘူးသမုဒယလိုခြင်းလို့တတ်မဲ့လို့ဖြစ်တာတခုခုကိုလိုခြင်းတယ်လိုခြင်းတော့ရအောင်လုပ်တယ်ရလာတယ်ရလာတာမှန်သမျှဒုက္ခပဲဆိုပါစို့နေဘဝကိုလိုခြင်းတယ်နေဘဝကိုရဖို့အတွက်ကုသိုလ်တွေလုပ်တယ်နေဘဝကိုရတဲ့နတ်ခန္ဓာရတဲ့နတ်ခန္ဓာလေးပဲအိုနာတေရတယ်ဘာသစ္စာဒုက္ခသစ္စာဒီလိုပြောတယ် အဲ့ဒါကိုပဲပဋိသတ်သမုတ်ပတ်အနေနဲ့ပြောရမယ်ဆိုရင်လိုချင်တော့ပြုလို့ပြုလို့တော့ရရှိ ရရှိတယ်မှန်သမျှဒုက္ခထိုဒုက္ခကိုလည်းဒုက္ခလို့မမြင်ဘူးဒုက္ခလို့မထင်ဘူးအဝိဇ္ဇာပေါ့ဒုက္ခကိုဒုက္ခလို့မမြင်တဲ့အခါနောက်တစ်ခါထက်လိုချင်တယ်ထက်လို့တယ်ထက်ရတယ်ရလာတာလေဘာသစ္စာဒုက္ခသစ္စာဒုက္ခကိုဒုက္ခလို့မသိဘူးမသိတာဒီတခြားကြောင်းလားအဝိဇ္ဇာကြောင်းလားအဝိဇ္ဇာကြောင်းအဝိဇ္ဇာကဖုံးထားလို့ မသိတော့တဏှာကလိုခြင်းပြန်ရောတဏှာကလိုခြင်းတော့ကံမသင်္ခါရတွေကံမတွေကလောက်တယ်လောက်တော့ရတယ်ရလာတာအာလုံးတိဘလောက်ပဲရှန်တာရှန်တာဘာသစ္စာဒုက္ခသစ္စာတဲ့အဲ့ဒလိုမျိုးဒုက္ခသစ္စာနဲ့သမုဒယသစ္စာသစ္စာနှစ်ခုနဲ့လေနေတာကိုတန်တရာလေတွေလို့ခေါ်သည်အဲ့ဒီတန်တရာလေနေတဲ့ကနေပြီးတော့ဖောက်ထွက်ဖို့ဆိုရင်ဟိုခလန်းလန်းမှာဘာရှိလဲဆိုတော့နိဗ္ဗာန်ဆိုတဲ့တကားပေါက်တစ်ခုရှိတယ် အဲ့ဒီတကားပေါင်းရောက်ပြီဆိုရင်တော့နိဝါဒတဏှာဆိုတာလည်းမရှိတော့ဘူးညင်အမှုဒုက္ခကိုအပြည့်အဝရရှိလိမ့်မယ်တဲ့အဲ့ဒီနိဗ္ဗာန်ကိုသွားဖို့ဆိုရင်နိရောဓသစ္စာကိုသွားဖို့ဆိုရင်လမ်းလို့တဲ့အဲ့ဒီလမ်းကိုမက္ကလို့ခေါ်တယ်ဒီမက္ကဆိုတဲ့လမ်းကနေရှောင်းရင်နိရောဓဆိုတဲ့ညင်အမှုဒုက္ခကိုဧကံရလိမ့်မယ်တဲ့ဒုက္ခသစ္စာဆိုတာထိရရင်အဲ့ဒီနိရောဓသစ္စာကိုပဲဒုက္ခလို့ခေါ်တယ်လူဘဝနတ်ဘဝဗြဟ္မာဘဝတွေဘလောက်ပဲရှင်းတာရှင်းတာ ဗျာဗုဒ္ဓဒီဒုက္ခသစ္စာထဲမှာပဲသုံးသွင်းတယ်။ဘာကောမှဒုက္ခသစ္စာလို့ခေါ်လဲနိဗ္ဗာန်ကိုနိဗ္ဗာန်ကိုနိရောဓသစ္စာလို့တရားဝင်သုံးပေမဲ့လည်းပဲတကယ်အေဂျင့်တဲ့အတွက်ကြောင့်သူဒီဒုက္ခသစ္စာပဲ။ဦးဇင်းတို့ခေတ္တခဏဆရာလို့အရာလို့ဝေကောင်းဆရာလည်းဝိုင်းလာလို့စိတ်ထဲမှာရှင်းတာလေလို့ထင်တာဒီရှင်းတာအစ်စ်ဟောက်ရဲ့လားမဟုတ်ပါဘူးခေတ္တခဏရှင်းတာတို့ကြနေဒုက္ခဖြစ်မှာတို့ကြနေအဲ့ဒါကိုအကြောင်းပြုပြီးတော့စိတ်ဒုက္ခတွေဖြစ်မှာမို့လို့ဒုက္ခတွေကြီးပဲတဲ့ ီတော့နိရောဓဆိုတဲ့ဒုက္ခသစ္စာကို ရောက်ဖို့ဘာကိုကြိုးစားရမှာလဲမက်ကလမ်းလျှောက်ရမယ်ဒီလမ်းပေါ်တက်ရမယ်ဒီလမ်းပေါ်တက်မှပဲဒီနိရောဓတော့ရောက်မယ်မက်ကဆိုတာအနုတ္တိပိသအတိုက်ပဲမက်ကတရားကိုရှစ်ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မက်ကတရားကိုရှစ်ပါးအဲ့ဒါတွေကိုပွားများအထုံးမှသာလျင်နိရောဓဆိုတဲ့နိဗ္ဗာန်ကိုရောက်မယ်အဲ့လိုရောက်မှသာလျင်တန်တရာတိ ရက်တော့ဘာဖြစ်သွားမှာလဲတိုးသွားမှာအဲ့လိုမှမဟုတ်ဘူးဆိုရင်ဘာဖြစ်လာမှာလဲတန်တရားသည်ဒီကိုရှင်မဲတဲ့တိစ္ဆာဇူလာဘာတစ်ခုမှမသိဘူးတိစ္ဆာဇူလာကြားလည်းမကြားဘူးနားလည်းမနာဘူးတဲ့ပုံကအတွက်ကကြတော့ကိုယ့်အကိုလေနေမှတ်တော့မသိဘူးကိုသည်ဒီထက်မှရောက်နေမှတော့မသိဘူးပေါ့ဒီစလုံးကဘာကြီးပုံမှာနေသလိုပေါ့တိပ္ပံတိပ္ပံပညာရှင်တွေကပြောကြတယ်ကဘာကြီးကလေနေတယ်တဲ့ပြီးတော့ကဘာကြီးကစောင်းလေးစောင်းနေတယ်လေ ဦးဇင်းတို့လေနေမှတည်လားမတည်ဘူးစောင်းနေတာကခံစားရလားမခံစားရဘူးဘာဖြစ်လို့လဲဒီဆွေအားထဲမှာရောက်နေတော့ကဘာဆွေအားထဲမှာရောက်နေတဲ့အခါကဘာကြီးလေတလို့ကိုကလည်းလိတ်လေနေနေကဘာကြီးစောင်းတလို့ကိုကလည်းလိတ်စောင်းနေတဲ့အခါကိုကိုကိုစောင်းမှန်းလည်းမတည်ဘူးလေနေမှန်းလည်းမတည်ဘူးတန်တရားလေးဒီတိုက်နေမှာပေါ့ဦးဇင်းတို့ကိုယ်တိုင်ကကိုယ့်ရဲ့တဏ္ဍာမတဏ္ဍာဆိုတဲ့လိုချင်မှုတွေရှိတယ်ပြီးတော့ဒုက္ခကိုဒုက္ခလို့လည်းမမြင်တဲ့အခါ လင်းနေတယ်လို့လည်းမခံစားရဘူးလင်းနေတယ်လို့ကိုမခံစားဘူးဘာဖြစ်လို့လဲဒီထက်မှရောက်နေလို့ဒီတော့အဲ့ဒါကိုမြင်တာကမြတ်ဗုဒ္ဓရဟန္တာတော်သာမြင်တာသူတို့ကဒါဒီဒုက္ခကိုဒုက္ခလို့အမှန်တိတ်မြင်တယ်အမှန်တိတ်မြင်တဲ့အခါလိုချင်သေးလားမလိုချင်တော့ဘူးဦးဇင်းတို့အမှန်တိတ်မမြင်လို့လိုချင်တာဒီတဲ့ကောင်းတဲ့အရှင်တွေတခုကိုထပ်လိုချင်တယ် ရဗုဒ္ဓတို့ကြတော့အဲ့လိုမဟုတ်ဘူးတပ်ပေသင်္ခါရဒုက္ခတာတဲ့အလုံးဒုက္ခပါတကားတပ်ပေသင်္ခါရအနိစ္စအလုံးဟာအနိစ္စမတည်မြဲပါတကားဆိုပြီးတော့နေတ္တမမနေသောအမသမိနမေသောအတ္တတိယထာဘူတံပဇာနာတိအရှိကိုအရှိတဲ့အဖြစ်မှန်သဘောတရားအတိုင်းပဇာနာတိသိတယ်အဲ့ဒါကိုတတ္တမံဝိဇာနာတာလို့ခေါ်တယ်သူတို့ကောင်းတရားကိုသိတယ်သူတို့ကောင်းတရားကိုသိတဲ့ပုဂ္ဂိုလ်အတွက်သံသာရောသံတရားဆိုတာလေးပဲဒီကို တိုမာလာရှေမာလာတိုတိုလေးပါပဲတောတာပန်ဖြစ်သွားပြီဆိုရင်ခဏဘဝပဲတကတကံဖြစ်သွားပြီဆိုလို့ရှိရင်သုံးဘဝအနာဂတ်ဆိုရင်တဘဝယဟန္တာဆိုရင်နောက်ဘဝဆိုရောက်ပြီနိဗ္ဗာန်ပေါ့အဲ့ဒါကြောင့်ဥစဉ်တို့တဲ့အာလုံးဗုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကို나ယူခွင့်သစ္စာလေးပါးဆိုတာကြာတိခွင့်ရတုံးလဲမှာဒါနတွေပြုကြပါမယ်သီလတွေလေးစောက်တည်ကြပါမယ်ထောမတစ်စိမိမိရဲ့ခန္ဓာ၅ပါးယုံနယ်နှစ်ပါးအပေါ်မှာလေးပဲ အရိယသူတို့ကောင်းတို့ရှုမြင်သလိုဒီခန္ဓာ၅ပါးဆိုတာ နေတံမမငါရဲ့ခန္ဓာမဟုတ်ပါတကားအနိစ္စာဖောက်ပြန်ပြောင်းလဲနေပါဖို့တကားအဲ့ဒါအမှန်တည်းကြည်တာဝိပဿနာလို့ခေါ်တယ်ဧတံဤငါရဲ့ခန္ဓာ၅ပါးသည်ဒုက္ခံနာကျင်နှိမ့်ဆက်နေတဲ့အတွေ့အကြုံဒုက္ခတွန်းကြည့်ပါတကားခန္ဓာသည်ငါမဟုတ်ပါတကားဧသောနေ ဧသောမေနအတ္တဧသောဤခန္ဓာကိုယ်သည်နာအတ္တငါရဲ့အတ္တမဟုတ်ပါတကားငါအစိုးရတဲ့ခန္ဓာမဟုတ်ပါတကားခန္ဓာရဲ့အလိုအတိုင်းခန္ဓာရဲ့သဘော အတိုင်းသာငါလိမ့်နေရပါပေါ်လာဟူ၍ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသာကာလအိုခြင်းနာခြင်းသိခြင်းကင်းရာမျက်နှိပ်ပံသောရောက်နိုင်သောသူတော်ကောင်းတို့ကိုစီကိုစီ ဖြစ်ကြပါစေတည်းအာမင်ပါ